ကမ္ဘာလေခီးတဲ့တွေဖွင့်ချခဲ့တဲ့မြောက်ကိုရီးယားရဲ့ထူးခြားချက်များမြောက်ကိုရီးယားနိုင်ငံကဒီကမ္ဘာလုံးမှာအတင်းကျပ်ဆုံးနိုင်ငံတစ်ခုပါစစ်ရေးအင်အားကောင်းမွန်ဖို့ပဲကြိုးစားနေတဲ့မြောက်ကိုရီးယားမှာနေထိုင်ရတဲ့သူတွေအတွက်လူအခွင့်အရေးဆိုတာလည်းမရှိသလောက်နေပါပါ යි ကမ္ဘာထိပ်သီးအမေရိကန်လိုနိုင်ငံမျိုးကိုအခွင့်အရေးရတိုင်းရန်စနေတတဲ့မြောက်ကိုရီးယားကနိုင်ငံသားသားဧည့်သည်တွေကိုလည်းကြိုးစားလို့မရှိပါဘူးဒါပေမဲ့တန်တမာရေးရအရာလိုအပ်လာရင်တော့ချွင်းချက်အနေနဲ့နိုင်ငံကိုလာလွယ်ခွင့်ပြုပါ යි ဒီခါမျိုးကြရင်တော့ကဘာလက်ခီးသွားတွေကမြောက်ကိုရီးယားရဲ့ထူးဆန်းတဲ့အစင်လာတွေတက်မှတ်ချက်တွေကြောင့်အံ့ဩသွားလိမ့်ရှိပါ යි အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါ යි ဒီဗီဒီယိုလေးမှာတော့ကဘာလက်ခီးတဲ့တွေကိုတိုင်းကိုကြတွေ့ရှိခဲ့ရတဲ့မြောက်ကိုရီးယားရဲ့ထူးခြားချက်တွေကိုဖော်ပြသွားမှာပါဘလို့အချက်တွေပါနေလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုဆက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါ යි နံပါတ်1အမျိုးသမီးတွေရဲ့သဘင်တက်မှတ်ချက် နောက်ကိုရီးယားမှာအမျိုးသမီးတွေရဲ့အခြေအနေကိုသပင်ပုံစံကြည့်ပြီးသိနိုင်ပါတယ်။လက်မထရသည်ရဲ့အမျိုးသမီးတွေကသပင်တူတူညှက်ထားရပါတယ်။လက်ထပ်ပြီးအမျိုးသမီးတွေကတော့သပင်ရှေးထားလို့ရပါတယ်။နောက်ပြီးသပင်ပုံစံကိုလည်းထားကျင်တယ်လို့ထားလို့မရပါဘူး။အစိုးရကသတ်မှတ်ပေးထားတဲ့သပင်ပုံစံ28မျိုးရှိပြီးသတ်မှတ်ထားတဲ့သပင်ပုံစံအတိုင်းမဟုတ်ရင်အရေးယူခံရမှာဖြစ်ပါတယ်။နံပါတ်1ပြစ်ဒဏ်ပေးစနစ်။မြောက်ကိုရီးယားမှာမိသားစုဝင်တအူအပြစ်ဒဏ်ကျူးလွန်တာနဲ့ တားဆင်မြေဆက်30အထိပြစ်ဒဏ်ပေးလို့ရပါပြီ။မြေဖြစ်သူကပြစ်ဒဏ်ကျူးလွန်ရင်အသက်ရှင်လျက်ရှိနေတဲ့မိဘတွေကိုရောဘိုးဘေးတွေကိုပါထောင်ချပါပြီ။ဒီလိုပဲဘိုးဘေးတွေအပြစ်လောက်ရင်တာသမီတွေမြေမြင့်တွေကိုပါအပြစ်ပေးပါပြီ။အချက်၃မြောက်ကိုရီးယားရဲ့တက္ကရိတ်လရှိအချိန်က2024ခုနှစ်ဖြစ်ပေမဲ့မြောက်ကိုရီးယားပြည်သူတွေကိုမေးကြည့်ရင်1100နှစ်ရှိနေပြီလို့ပြန်ဖြေမှာပါ သူတို့ကကမ္ဘာပြက်ကရင်ကိုအတုံးပြူတာမဟုတ်ဘဲ1932ခုနှစ်ကတတ်မှတ်ခဲ့တဲ့ကိုပိုင်ပြက်ကရင်ကိုအတုံးပြူတာကြောင့်ဖြစ်ပါ යි ။1932ခုနှစ်ကမြောက်ကိုရီးယားကောင်းဆောင်ကင်အီဆုံမွေးခဲ့တဲ့ခုနှစ်ကိုတတ်မှတ်ထားတာဖြစ်ပါ යි ။အချက်လေးမီဒီယာလွတ်လပ်ခွင့်မြောက်ကိုရီးယားမှာမီဒီယာလွတ်လပ်ခွင့်ရဖို့မမျှော်လင့်ထားပေမဲ့ဒီလောက်ထိစိုးဝါးလိမ့်မယ်လို့ကမ္ဘာလက်ခီးတွေကမမျှော်လင့်ထားခဲ့ပါဘူး။ ပုတ်ကလေးကရုပ်တံလိုင်းဆိုတာလုံးဝမရှိသလိုနိုင်ငံပိုင်ရုပ်တံလိုင်း၃ခုကနေပဲအစီအစဉ်တွေထုတ်လွှင့်ပါတယ်။နောက်ကိုရီးယားရဲ့အင်တာနက်ဆိုတာကလည်းအင်တာနက်အစင်မဟုတ်ပါဘူး။ပြောရရင် website ၂၈ခုကိုပဲကြည့်လို့ရပြီး website တစ်ခုစီသွားကြည့်ရင်လည်းကန့်သက်ချက်တွေထရှိနေပါသေးတယ်။ကမ္ဘာလိပ်ခီးတဲ့တွေအတွက်ကတော့ 3G network အသုံးပြုဖို့ခွင့်ပြုပေးထားပြီးသိရတဲ့အတိုင်းလိုင်းကတော့တအားနေပါတယ်။နံပါတ်၅သတင်းစာနဲ့နိုင်ငံခေါင်းဆောင် မြောက်ကိုရီးယားမှာသတင်းစာအကိုင်းရဲ့နိုင်ငံခေါင်းဆောင်ပုံတွေကိုအတွင်းဘက်ခောက်ထားလို့မရပါဘူး။နောက်ပြီးထုတ်သမျှသတင်းစာရဲ့မျက်နှာဖုံးတိုင်းမှာနိုင်ငံခေါင်းဆောင်ရဲ့ပုံကအမြဲပါနေရဖြစ်လို့အတော်လေးသတိထားရတဲ့ကိစ္စဖြစ်ပါ යි ။နံပါတ်6ရက်စစ်မီကနမြောက်ကိုရီးယားကရက်စစ်မီကိုအကန့်အသတ်နဲ့တာပေးတဲ့နိုင်ငံတစ်ခုပါ။ပြည်သူတွေထဲမှာရက်စစ်မီရရှိတဲ့သူတွေကအင်အားစုတစ်ထောင်ကျော်လောက်ပဲဖြစ်ပြီးသူတို့ကလည်းအစိုးရပိုင်းနဲ့နှိစက်တဲ့သူတွေဖြစ်ပါ යි ။ ကဘာလက်ခီးတွေတွေတဲခိုတဲ့ဟိုတယ်မှာပြည့်စင်ပြီးအချိန်ပြည့်ရအောင်စီစဉ်ထားပေးမယ်။ကျန်တဲ့တမျိုးလုံးကတော့မရကြပါဘူး။မြောက်ကိုရီးယားရဲ့မြို့တော်ပျုံယန်းရဲ့ညဘက်တွေဆိုရင် အမှောင်အတီဖြစ်နေရကိုကဘာလက်ခီးတွေတွေကတွေ့ခဲ့ရပါပြီ။အချက်ခုနှစ်ဂျင်းအပြာကိုကန့်သက်ခြင်း။မြောက်ကိုရီးယားမှာဂျင်းအပြာဝတ်တာကိုတားမြစ်ထားပါပြီ။သူတို့ကဂျင်းအပြာဆိုတာအမေရိကန်ရဲ့ကိုစားပြုအဝတ်စားလို့သတ်မှတ်ထားတာပါ။ အဲအကြောင်းရန်သူရောကြီးအမေရိကန်ကိုစန့်ကျင်တဲ့အနေနဲ့ဂျင်းအပြာဝတ်တာကိုတားမြစ်ထားတာဖြစ်ပါတယ်။နံပါတ်၈စစ်အင်အားပြည်သူတွေကြက်တဲပေမဲ့မြောက်ကိုရီးယားရဲ့စစ်ရေးအင်အားကကမ္ဘာပေါ်မှာအင်အားကြီးရဲ့အထက်ပါနေပါတယ်။နောက်ပြီးစစ်တီအင်အားကတရုတ်အိန္ဒိယအမေရိကန်တို့ပြီးရင်အများဆုံးဖြစ်ပါတယ်။ဒါကလေနိုင်ငံအတုံးစရိတ်ရဲ့သုံးပုံတပုံကိုကာကွယ်ရေးဘတ်ဂျက်အနေနဲ့သုံးလို့ဖြစ်ပါ යි အချက်ကိုရုပ်ရည်တွေ့ရတဲ့လူလူလှုပ်ရှားမှု ကဘာလိခီးတဲ့ရေကိုအန်အောစီရဲ့နောက်တစ်ချက်ကတော့ရုတ်တရက်တရတတဲ့လူထုလှူရှာမှုပါ လူထုလှူရှာမှုဆိုပေမဲ့အစိုးရကိုစန့်ကျင်တာမျိုးတွေမဟုတ်ပါဘူးအဲ့ဒီအစားအစိုးရကို ထောက်ကန်ကြောင်းဖော်ပြတဲ့လူထုလှူရှာမှုဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့အစိုးရရဲ့ကြိုးကင်မှုတွေပါနေရဆိုတာမေးခွန်းထုတ်ပြမရှိပါဘူးအချက်တစ်စိတန်ကိုရီးယားနဲ့နေဆက်ချင်းနေတန်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့ကငြိမ်ငြိမ်ချမ်းချမ်းနေဖို့သဘောတူထားပေမဲ့နှစ်နိုင်ငံဆက်ဆံရေးကအမြဲတမ်းမနေပါဘူး ပြောရရင်အချိန်မရွေးထပေါက်ကွဲနိုင်တဲ့အခြေအနေဖြစ်ပြီးတန်ကိုရီးယားကဒီအခြေအနေကိုထိမ့်သိမ်းနေရပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားဘက်ကတော့စပိုင်တွေလွတ်တာမျိုးနှီးပညာအရာဟက်ပြီးတိုက်ခိုက်တာမျိုးတွေတော့အများရှိနေပါတယ်။နံပါတ်7အမေရိကန်ဒေါ်လာအတုကမ္ဘာဈေးကွက်ထဲမှာပြန့်နေတဲ့အမေရိကန်ဒေါ်လာအတုအမြောက်အများကိုမြောက်ကိုရီးယားတွေပြုတ်လောက်ခဲ့ရပါဒီဒေါ်လာအတုတွေကအစစ်နဲ့ခွဲရခက်လွန်ပြီးနှီးပညာတွေနဲ့အစစ်ဆေးမှအတည်နိုင်ပါတယ်။ ။မြောက်ကိုရီးယားကကျန်တဲ့ကိစ္စမှာခင်းနောက်ကြပေမဲ့ရန်သူတွေကိုတိုက်ခိုက်တဲ့နေရာမှာတော့ကျွမ်းကျင်တဲ့နီလန်မျိုးစုံရှိနေပါ යි ။အချက်စနစ်ကာမာခွင့်။မြောက်ကိုရီးယားမှာစစ်တဲ့အကြီးကဲနဲ့အစိုးရပိုင်းအရာရှိတွေကပဲကာမောင်းနိုင်ပါ යි ။ဒါကြောင့်မြောက်ကိုရီးယားရဲ့လမ်းတွေကိုကြည့်လိုက်ရင် ရင်ကျော်ရှင်းနေသလိုစပိန်ကိုပဲအများဆုံးတုံးပြီးတွာလာနေတဲ့ပြည်သူတွေကိုတွေ့ရမှာပါ။ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီ။ ားလုံးပဲဒီဗီဒီယိုလေးကနေထူးခြားတာလေးတွေသိလိုက်ရလို့နှစ်သက်လိုက်မယ်လို့ချင်ပါသေး යි ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like လေးနေပြီးအားပေးသွားပါအောင်နော်ဒီလိုဗီဒီယိုလေးတွေကိုဆက်တင်ပေးသွားမှာဖြစ်လို့မလွတ်ရအောင်လို့ channel လေးကို subscribe လေးလုပ်ထားဖို့တိုက်တွန်းလိုက်ပါ යි အဆုံးထိကြည့်ရှုပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်